ူရင်းဒီကလူကြိုက်များတဲ့အသီးဖြစ်ပြီးတော့မကြိုက်တဲ့သူတွေလည်းရှိပါတယ်။ဒီတစ်ခေါက်မှာတော့ရာတီစာဖြစ်တဲ့ဒူရင်းဒီကိုဘသူတွေကမစားသင့်ဘူးလဲ။ဒူရင်းဒီရဲ့အကောင်းကျိုးနဲ့ဆိုးကျိုးတွေကဘာတွေလဲ။ဒူရင်းဒီကိုဘာတွေနဲ့တွဲမစားသင့်ဘူးလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ပါသေးရင် subscribe လုပ်ပြီးတော့ဘေးနာ notification လေးကိုဆက်ခဲ့ပေးပါအောင်ရှင်။အရင်ဆုံးဒီရင်သီးမှာပါဝင်တဲ့အာဟာရဓာတ်တွေကိုပြပြပေးခြင်းပါရှင်။ သူရင်ဒီမှာအမြင်ဓာတ်ဗီတာမင် A ဗီတာမင် C ဗီတာမင် B6 ဗီတာမင် B12 ပိုတက်ဆီယမ်ကယ်ဆီယမ်တန်ဓာတ်မဂနီဆီယမ်ဖိုလစ်အက်ဆစ်နဲ့ဖော့စ်ဖလိုရိုဒိုပါဝင်ပါတယ် 100g ရှိတဲ့ဒူးရင်းဒီ3မွာခန်းလောက်မှာဆိုရင်ကယ်လိုရီက140ခွန်၊ကာဘိုဟိုက်ဒရိတ် 29g ၊ပရိုတိန်းတိတိတ်မှ 5g ၊အဆီလက် 5g ၊ဆိုဒီယမ် 2mg ၊ပိုတက်ဆီယမ်436 mg လို့ပါဝင်ပါတယ်။ပိုတက်ဆီယမ်ပဝမှုများတဲ့အတွက်ကြောက်ကရောဂါဝေဒနာရှင်တွေအနေနဲ့ကတော့ဒူးရင်းဒီကိုသတိထားပြီးစားပြဖို့လိုအပ်ပါတယ်။ glycemic index တကြားပေါ်မှုမြင့်တဲ့အတွက် ဆေးရောဂါဝေဒနာရှင်တွေလည်းသတိထားစားဖို့လိုအပ်ပါတယ်။ဖြစ်နိုင်ရင်ကိုယ့်ရဲ့သက်ဆိုင်ရာဆရာဝန်နဲ့တာမင်ပြီးတော့မှပဲစားတဲ့မစားတဲ့ဆွေးနွေးသင့်ပါတယ်ရှင်။ကဲဒါဆိုရင်ဒူးရင်းဒီစားရင်ဘာတွေကောင်းပြီးတော့ဘာတွေမကောင်းလဲဆိုတော့ဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်ဒူးရင်းဒီစားတဲ့အခါဝမ်ပုံမှန်သွားစေပါရက်ဒူးရင်းဒီကအမြင်နဲ့ညာတဲ့အတွက်ကြောင့်မို့လို့ဝမ်ပုံမှန်သွားစေပါရက်ရှင်နောက်တစ်ချက်ကအယိုးသားမစေပါရက်ဒူးရင်းဒီကကယ်လ်ဆီယမ်နဲ့မဂနီဆီယမ်တွေပါဝင်တဲ့အတွက်အယိုးကျန်းမာရေးအတွက်အကောင်းမွန်ပါရက် နောက်တစ်ချက်ကတော့သွေးအားနဲ့ရောဂါကိုကာကွယ်ပေးပါတယ်။တန်တန်းတဲ့ folic acid တွေပါတဲ့အတွက်သွေးအားနဲ့ရောဂါကိုကာကွယ်ပေးပါတယ်။နောက်တစ်ချက်ကကင်းစာကာကွယ်ပေးပါတယ်။တခြားသောဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တဲ့အတွက်ကင်းစာသတ္တုစန့်ကျင်သတ္တိရှိပြီးတော့ကင်းစာရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။နောက်တစ်ချက်ကတော့အိမ်မပြောတဲ့ယောဂါကိုလည်းတက်တာစီပါတယ်။ဒူရင်းစီမှာပါတဲ့ tryptophan ကခန္ဓာကိုယ်ထဲမှာ serotonin အဖြစ်ပြောင်းလဲသွားပြီးတော့သွေးထဲကို melatonin ထွက်စေပြီးအိပ်ပျော်စေပါရဲ့ရှင်။ တွင်းသီးဆိုင်သွေးတိုးတယ်ဆိုတာမှန်ပါသလားတကယ်တော့တွင်းသီးဆိုင်သွေးမတိုးပါဘူးเนาะ သူကပိုတက်ဆီယမ်များတဲ့အတွက်ကြောင့်သွေးပုံချိန်အောင်ကျစေပါတယ်။ဒါပေမဲ့သူ့ကိုတွေးကြရဆိုပြီးတော့အများကြီးမစားတင်ပါဘူး။တွင်းသီး900ဂရမ်15မွှာခန့်စားမိမယ်ဆိုရင်ပိုတက်ဆီယမ်ဓာတ်တွေအများများသွားပြီးတော့နှလုံးခုန်လုံးတွေအများမြန်လာတတ်ပါတယ်။ဒါကြောင့်နှလုံးရောဂါရှိတဲ့သူတွေအနေနဲ့ကတော့3-4မွှာထပ်ပိုမစားတင်ပါဘူး။အဲ့ဒါအပြင်စီးရုပ်သမားတွေဆိုရင်လည်းကြားထဲပေါင်မှုများတဲ့အတွက်ကြောင့်မို့လို့မစားတင်တဲ့အသေးငယ်မှာပါပါတယ်ရှင်။ ဒါဆိုဒွေးနေစားပြီးရင်ဘာလို့အိမ်ငိုက်လာရလဲခေါင်းမူးလာရလဲဆိုပြီးတော့မေးစရာရှိပါတယ်။ဒါကတော့ဒွေးရင်ဒီမှာအစီတက်အရင်များလိုပဲဖြစ်ပါတယ်နော်။စားပြီးရနဲ့အစီတက်တွေကခန္ဓာကိုယ်ထဲရောက်လာပြီးတော့အိမ်ငိုက်စီရပဲဖြစ်ပါတယ်။ဒူယင်းဒီကိုဘာနဲ့တွဲမစားသင့်ဘူးလဲဆိုတော့ကော်ဖီနဲ့တွဲမစားသင့်ပါဘူးကော်ဖီမှာပါဝင်တဲ့ကဖိနက်ကရှင်းတုံစေသလိုဒူယင်းဒီမှာပါတဲ့ပိုတက်ဆီယမ်ကလည်းရှင်းတုံစေရဲ့အတွက်တွဲဖက်ပြီးတော့မစားသင့်ပါဘူးရှင် အဲ့ဒါအပြင်ကဖိနဲ့ပါတဲ့လက်ဖက်ရည်ကိုလာရီနဲ့လည်းတွဲတောင်းရင်ရှင်တုံစင်နိုင်ပါရဲ့အရက်ဘီယာရီနဲ့လည်းတွဲဖက်ပြီးတော့မစားတင်ပါဘူးဒီရင်းဒီမှာပါတဲ့ဆာဖာနဲ့အရက်တို့ကဓာတ်ပြူပြီးတော့ဒုက္ခပေးနိုင်ပါရဲ့ရှင်ဒီလောက်ဆိုရင်တော့ဒူးရင်းဒီမစားခင်မှာတိထားတဲ့အချက်တွေကိုသိသွားလောက်ပြီလို့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်မြတ်တော့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်